အလိုအလိုမင်္ဂလာပါစတူဒီယိုဘက်နေပြန်လဲကြိုဆိုလိုက်ရပါတယ်ဒီနေ့မနေ့သတင်းရတော့ Manchester United ကအဲ Bradford တိုက်စစ်မှု Brian Ambwe ဘူကိုစတင်ကမ်းလှမ်းလိုက်ပြီးသိရတယ်စတင်ကမ်းလှမ်းလိုက်တာကတော့ပေါင်၄၅တန်းကိုထပ်တိုး၁၀တန်းနဲ့အတူစတင်ကမ်းလှမ်းလိုက်တယ်လို့သိရတယ်ဒါပြီးတော့ဒါပေမဲ့ဒီပမာဏက Bradford လိုချင်တဲ့ပမာဏကိုတော့မရောက်သေးဘူးလို့သိရတယ်အဲတချို့တချို့ report တွေကတော့အများကြီး breath four တောင်းနေရလို့ပြောတယ်ဒါပေမဲ့ဒါတိတ်တော့လက်တွေ့မကြဘူးအကြောင်းကတော့ breath four အဒီ breath four နဲ့အံပွဲဖို့ရဲ့စာချုပ်တက်တန်းတစ်နှစ်ပဲကျန်တော့တယ်ပြီးတော့ကစားသမားကိုတိုင်က United ကိုလာမယ်ဆိုပြီးတော့တရင်တွေထွက်နေတယ်အတွက်ကြောင့် United ဘက်ကအသာစီးနဲ့ကန့်လန့်လို့ရတယ်အသာစီးနဲ့ဆွေးနွေးခွင့်ရှိတယ်ပေါ့နော်ဘလို့ဖြစ်လာမလဲတော့ကျွန်တော်စောင့်ကြည့်ရမယ်ပြီးတော့တချို့ပြောကြတယ်လာစာကအရန်များတယ်နှစ်သိန်းခွဲတော့သုံးသိန်းတော့ဒါပေမဲ့ဒါတွေကတကယ်တကယ်လက်တွေ့မကြဘူးအကြောင်းကတော့ အမ်ဘွေးဘူးကဟိုစတားပလေးယာလည်းမဟုတ်ဘူးစပွန်ဆာပလေးယာလည်းမဟုတ်ဘူးအဲ့တော့ကျစဉ်းစားကြည့်ရင်သိတယ်ပဲသူ့ကိုနှစ်သိန်းခွဲပေးလားပေးမှလားမပေးဘူးလားဆိုတာပြီးတော့အဲ့အပြင်ကိုဒီတရင်ကနျူကာဆယ်ဖိုင်နယ်ဘက်ကထွက်လာတာဒါဆိုရင်ဘာကြောင့်လဲဆိုတော့သိကြတယ်โอเคလောဆယ်တော့ဒီမန်ချက်စတာယူနိုက်တက်ကဘရက်ဖို့ကိုဘရက်အဲဘရိုင်ယန်အမ်ဘွေးဘူးနဲ့ပတ်သက်ပြီးတော့20ပေါင်25အပေါင်45အတန်းအပေါင်ထပ်တိုး70အတန်းနဲ့သူစတင်ကမ်းလှမ်းလိုက်ဖြစ်တယ်။ဘာတွေဖြစ်လာမလဲစောင့်ကြည့်ကြတာပေါ့။โอเคအားလုံးပဲကျေးဇူးတင်ပါတယ်။